မေရာမဗိုင်ဒန်တက်စာဖူဘလော်နေရာနေပြန်နေကြိုဆိုပါတယ်ကိုရက်စာတို့ဒီနေ့ကတော့ရွှေဖျုံသီးကိုစနုံမကင်းလေးလှုပ်ရှားมาဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီရွှေဖျုံသီးတလုံးကိုဒီလှီးပြီးတော့အဖုံခွာပေးထားလိုက်ပါမယ်လှီးပြီးရရှိလာတဲ့ဒီရွှေဖျုံသီးတွေကိုပေါင်းပေးมาဖြစ်ပါတယ်ဒီပေါင်းချောင်ဦးတွေကိုထည့်မယ်ယေစုလာပြီဆိုရင်တော့ဒီပေါင်းချောင်ဦးကိုအဖုံလေးအုပ်ပြီးတော့ပေါင်းပေးထားပါမယ် ခစားကိုဒီရွှေပြုံတီးပေါင်းနေတော့မှာဘင်းစည်းကိုမှုေးတဲ့အထိလော်ထားလိုက်ပါမယ်။ဒီကြက်ပြားရှိလာတဲ့ရွှေပြုံတီးတွေကိုခြေပေးထားလိုက်ပါမယ်။ပြီးရင်တော့ပေါင်းပစ္စည်းတစ်ခုဖြစ်တဲ့ရွှေကြည်မုန်15ကျပ်သားကိုလည်းအရင်ဦးဆုံးလော်ပေးထားပါမယ်။အယောင်လေးနည်းနည်းပြောင်းသွားပြီဆိုရင်တော့ရပါပြီ။ကဲဒါကတော့ပေါင်းထားတဲ့ရွှေပြုံတီးကိုအနှစ်တိုက်ပြီးခြေထားတာရဲ့။တကြားထမင်းစားစုံနဲ့ရှစ်စုံခန့်ထောပတ်စီထမင်းစားစုံနဲ့ခုနှစ်စုံဒီဘက်ကတော့ဒါဘင်းစည်းလော်ထားတာရဲ့။ ရွှေကြည်မုန်း25ကျပ်သားခန့်လှော်ထားတာချက်ဥတလုံးမုန်းနှုတ်160မီလီလီတာအသေးတပူတို့ကိုပြင်ဆင်ထားပါမယ်။ပဝင်ပစ္စည်းအားလုံးဆင်သင့်ဖြစ်ပြီဆိုရင်တော့ဒီစနုံးမကင်းလုံးမဲ့မုန်းနှစ်ကလေးရင်လုပ်ပါမယ်။ရွှေပြုံသည့်အနစ်တိုက်ထားတာထဲမဲ့ပြီးရင်တော့ရွှေကြည်မုန်းထဲမဲ့တကြားထဲမဲ့မုန်းနှုတ်ဒီအသေးတပူအကုန်လုံးထည့်လိုက်ပါမယ်။ပြီးရင်တော့ချက်ဥတလုံးထဲမဲ့ ရေဦးတော့ရေတံမှုရဲ့၄ပုံပုံ တပုံခန့်ထည့်ရောပေးလိုက်ပါမယ်။ပအဝင်ပစ္စည်းအားလုံးထည့်ပေးပြီဆိုရင်တော့ဒီအရသာများတမသွားနေဖို့အတွက်ဒီလိုမျိုးလေးနေပေးထားပါမယ်။ကဲစနိုမကင်လုံးမဲ့ဒီမုန်နစ်ကလေးရပြီဆိုရင်တော့ဒီလိုမီးအေးအေးလေးနဲ့ဒီစနိုမကင်မုန်နစ်ကိုထည့်ပေးထားပါမယ်။ကွယ်စားဦးဒီမုန်နစ်တည်တဲ့နေရာမှာအဲရေခမ်းသွားတဲ့အထိတည်ပေးရပါမယ်။လူရေခမ်းစာပြုတ်သွားပြီဆိုရင်တော့ထောဘက်စီ9ဆုံးခန့်ထည့်ပေးလိုက်ပါမယ်။ ပြီးရင်တော့ထောပတ်စီနဲ့ဒီမုံနှင်းနဲ့ရောသွားတဲ့အထိအဆိတ်ရှည်လက်ရှည်လေးမှုပေးလိုက်ပါမယ်။ဒီလိုမျိုးအနေထားမုံနစ်ကလေးရာစီစီလေးဖြစ်သွားပြီဆိုရင်တော့ဒီရွှေပြုံဒီစနုံမကင်းလုံးပဲမုံနစ်ကလေးရပါပြီမုတ်ဖုံးမဲ့ဘန်းကိုထောဘက်တုတ်ထားပါမယ်ထောဘက်တုတ်ပြီးရင်တော့မုံနစ်အားလုံးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီမုံနစ်ကလေးဒီလိုမျိုးလေးညီညီညာညာလေးဖြစ်သွားအောင်ညှိပေးလိုက်ပါမယ်ပြီးရင်အပေါ်မျက်နှာပြင်ကိုထောဘက်တုတ်ထားဖြစ်ပါတယ် ။ထောပတ်တုတ်ပြီးပြီဆိုရင်တော့ဒါဘိန်းစီဖြူပါမယ်။ grass ကတော့ဘိန်းစီများတာကြိုက်တဲ့အတွက်ဘိန်းစီကို မုံမြတ်နဲ့ပြင်အပြည့်ဒီလိုမျိုးလေးအဖြူပေးလိုက်ပါမယ်။ပြီးရင်တော့ grass တို့ဒီကြိုပြီးအပူပေးထားတဲ့ oven ထဲမှာအပေါ်မီးအောင်မီး200ဒီဂရီစီနဲ့မိနစ်30ခန့်ဖုတ်ပေးလိုက်ပါမယ်။ကဲဒါတော့မိနစ်30ခန့်ဖုတ်ပြီးရရှိလာတဲ့ဒီရွှေမြုံတီးစနိုမေကလေးအနေထားဖြစ်ပါတယ်။မုတ်ကိုအေးသွားတဲ့အထိအေးခံပေးလိုက်ပါမယ်။ ဒါမုတ်ကိုမလိခင်မုတ်သားအနှစ်အထဲမှာကြက်မကြက်ဆန်းတာဖြစ်ပါတယ်။သွားကြထိုးတဲ့နေ့နဲ့ထိုးပြီးတော့မုံနစ်ပါမလာတော့ဘူးဆိုရင်တော့မုတ်သားလေးကြက်ပါပြီ။အာဂရက်စာ ကတော့ဒီစနိုမကင်ကို၄000ပုံစံလေးလှီးစားတာကြိုက်တဲ့အတွက်ဒီလို၄000ပုံစံလေးလှီးလိုက်ပါမယ်။ပြီးရင်တော့စားမဲ့ပကံလေးပေါ့ကိုစနိုမကင်တင်ပေးလိုက်ပါမယ်။ဒီရဲမှာမြင်ရတဲ့အတိုင်းမုတ်သားလေးဟာဣထွေးပြီးတော့မှုမှုလေးနဲ့အရန်ကိုစားကျင်စရာကောင်းတဲ့ဒီရွှေပြုံသီးစနုံမကင်းလေးရရှိလာပြီဖြစ်ပါတယ်။ ကိုရစာရဲ့ဘလော်လေးကိုကြည့်ရှုပြီးတော့ရွှေပြုံသီးစနုံမကင်လိုက်လှုပ်ရှားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပြီးတော့အများကြီးကျေးဇူးတင်ပါတယ်